ီနေ့ညအတွက်ရှက်နီဒေတာနဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုစူးစေးနှဆင်သွားကြမှာဖြစ်ပါတယ်တော်တောင်တွေထဲတိမ့်ဆောင်နေတဲ့စစ်ပေးဆောင်တရှို့ပမောက်မြို့အနောက်ရှမ်းရှိစစ်ပေးဆောင်စခန်းတွေစီကို ရောက်လာတဲ့အကြောင်းအစိုးရဝန်ထမ်းများကို အပိုထောက်ပံ့ကြေးတလလျင်၃တောင်းချက်ထပ်မံတိုးမြင့်ပေးမဲ့တဲ့ဖလပိုင်နိုင်ငံစီပူးပြည်နယ်မှာအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်တေဆုံးသူ90နီးပါးရှိလာတဲ့တဲ့နဲ့ ပမောင်မျိုးစစ်ပေးဆောင်တွေကိုတွားရောက်ကူညီခဲ့တဲ့မန်စီကြီးတီတာစိတ်ရှန်နီတိုင်လျံစပေးနဲ့ယဉ်ကျေးမှုကော်မတီတွေရဲ့အတန်းပေါ့ပေါ့တွေကိုနားဆင်တွားကြမှာပါရှင်တောတောင်တွေထဲတိမ်းရှောင်နေတဲ့စစ်ပေးရှောင်တချို့ပမောက်မျိုးအနောက်ရှမ်းရှိစစ်ပေးရှောင် စခန်းတွေစီကို ရောက်လာတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ စကိုင်းတိုင်းဒေတာကြီးပမောက်မြို့ကို KNA PDF ပူပေါင်းတပ်ဖွဲ့များကမြို့သိမ်းတိုက်ပွဲပြီးရောခဲ့ပေမဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေအခြေအနေကြောင့်တပတ်ကျော်အတွင်းကျေးရွာ၃ခုထက်မနည်းစစ်ပေးသိမ်းဆောင်နေရတယ်လို့စစ်ပေးဆောင်ကူညီနေသူတွေထံကနေသိရပါဗျ။ဒီနေ့အောက်တိုဘာ၃ရက်နေ့မှာ ပမောက်မြို့နယ်အနောက်ရှမ်းဒေတာရှိအနောက်ကုန်းကျေးရွာတွေစီကို ပင်ဟင်းခါကျေးရွာအုပ်စုခိုပြင်ကျေးရွာသားတွေစစ်ပေးသိမ်းဆောင်ရောက်ရှိနေကြတယ်လို့စစ်ပေးဆောင်ကုညီကဲဆဲနေတူတူဦးကပြောပါတယ်။ဟိုမှာတိုက်ပွဲတွေဖြစ်ကြအောင်ကစစ်တပ်ကလာတယ်တော့အဲ့ဒါနဲ့သူတို့ကိုရှောင်ခိုင်းတဲ့သဘောနဲ့သူကတောထဲမှာနေကြတာတဲ့။တော်ရဲမှနေကြတဲ့ခါကျတော့နောက်ပိုင်းကျတော့ DNA လောက်ကတော့ Elect ကြီးရကြီးရတဲ့ခါကျတော့သူကအဲ့ဒီဟိုကောနော်အဲ့ဒီဥပဒေတုံးလုံးကြီးက အဲသူတို့တွေကပြောင်းဝင်လို့ရဘူးဆိုရင်မှအဲ့တော့ဝင်ခိုင်းတာနဲ့ပြောင်းဝင်ခဲ့ကြတယ်တဲ့သူတို့ကအဲ့ဒါကကျတော့နောက်ပိုင်းတော့အဲ့ဒီမှာအဲအဲ့ဒီကိုပြင်းနဲ့ချွေချောင်းကကြားထဲမှာသွက်တိုက်နေကြတယ်နားလေကိုပြင်းတွေပေါ့ကွာအဲ့ဒါကျတော့ရွာဝါးတွေကပြန်ပြေးရပြန်တယ်တဲ့ပေါ်လေးပေါ့နော်အခုကအခုလည်းငါအဲ့ဒီမှာအခုသူတို့အားလုံးပေါင်းအိမ်တော်စုသရင်တော့ောက်နေတော့အားလုံးပေါင်းရွာအဲ့ဒီကိုပြင်းရွာဟာအားလုံးပေါင်း53ရှိတယ်တဲ့ အဲမှာအခုကဟာပေါ်အနောက်ဘုံဘုံကြီးကျောင်းဟာဒေရမရောက်နေကြလားခိုပြင်းကျေးရွာကဒေတာခန့်တွေဟာကျေးရွာအနီးမှာရှနစ်အမျိုးသားများတက်မတော် SNA နဲ့ KNAPTF ပူပေါင်းတက်တို့ကြားတိုက်ပွဲတွေဖြစ်ပွားချိန်မှာတောတောင်ထဲမှာတပတ်နီပါအကြာစစ်ပေးတင်းဆောင်ခဲ့ကြရတာလို့သိရပါတယ် မနေ့ကစလို့ခိုပြင်ကျေးရွာကို SNA ကထိန်းချုပ်ပြီးနောက်ကျေးရွာသားတွေကို ပမောက်မျိုးကစစ်ပေးဆောင်တွေရှိတဲ့ကျေးရွာတွေစီပို့ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ခိုပြင်ကျေးရွာနဲ့တမိုင်အကွာက ရွှေချောင်းကျေးရွာဒေသခံတွေဟာလည်းစက်တင်ဘာလအကုန်မှာမန်ပင်ကျေးရွာမှာစစ်ပေးသိမ်းဆောင်ရောက်ရှိနေတယ်လို့တီးရပါတယ်။ အဲ့ဒီရွှေချောင်းကျေးရွာအနီးမှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် SNN ထိန်းချုပ်ဒေတာထဲတို့စစ်ပေးရှောင်းတူတရှိုးတော့ပုံတီးကြီးတွေရဲ့ထိခိုက်မှုတွေရှိခဲ့တယ်လို့စစ်ပေးရှောင်းတရှိုးကပြောပါတယ်။အသက်60ဝန်းကျင်လောက်ရှိကြမယ်။လင်မယားနှစ်ယောက်စလုံးထိတယ်။မိန်းမကရှောက်ထိတယ်။ယောက်ျားကရင်ပတ်တွေမျက်လုံးတွေကိုထိတယ်။စစ်ပေးရှောင်းကုညီနေတူတူကအခုလိုပြောပြပါတယ်။ ၎င်းတို့နှစ်ဦးကိုစစ်ပေးဆောင်ကုညီနေသူတွေကဆေးကုတားမှုပေးခဲ့တယ်လို့သိရပါဗျ။ပမောက်မြို့ရင်းတိုက်ပွဲကြောင့်စစ်ပေးသိန်းဆောင်တူ1500ဝန်းကျင်က ပမောက်မြို့အနောက်ဘက်ရှမ်းကစစ်ပေးဆောင်စခန်းရှိတဲ့အရှိကုံမင်းကုံကျေးရွာတွေကိုစက်တင်ဘာလနောက်ဆုံးအပတ်ထဲမှာရောက်ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ပမောက်မြို့ကို NUG ကတက်ခိုက်တိမ့်ပိုက်ပြီးတပတ်ကျော်ကြာတဲ့အထိမြို့ထဲဝင်ရောက်ခွင့်ပိတ်ပင်ထားဆဲဖြစ်တယ်လို့ မြို့အနီးနမိုင်ဝန်းကျင်မှာတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလာနေတာလည်းဖြစ်ပါတယ်ရှင် ိုးရဝင်ထမ်းများကို အပိုထောက်ပံ့ခြင်းတလလင်း3000ကျပ်ထပ်မံတိုးမြင့်ပေးမည်တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝင်ထမ်းများအလုံးကိုတလကိုအပိုထောက်ပံ့ခြင်းနောက်ထပ်3000ကျပ်ထပ်မံတိုးပေးမယ်လို့မနေ့ကစက်တင်ဘာလ30ရက်နေ့မှာဗန္တာရေးနဲ့အခွန်ဝင်ကြီးဌာနကထုတ်ပြန်လာပါတယ်2023ခုနှစ်မှာပထမအကြိမ်3000ကျပ်2024ခုနှစ်မှာဒုတိယအကြိမ်3000ကျပ်နဲ့ယခု2025ခုနှစ်မှာတ တရအကြိမ်နောက်ထပ်3000ကျပ်ကို ထောက်ပံ့မှာဖြစ်ပြီးဝန်ထမ်းများအနေဖြင့်တလကိုအပိုထောက်ပံ့ခြင်းစုစုပေါင်း6000ရရှိမှာလည်းဖြစ်ပါတယ်ဒီထောက်ပံ့ခြင်းကိုယခုလအောက်တိုဘာလမှစတင်ပြီးရခင်ရရှိထားပြီးသားထောက်ပံ့ခြင်းများနဲ့ ဖြစ်ဆွက်ပေးဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ထောက်ပံ့ခြင်းရရှိတဲ့ဝန်ထမ်းနေထဲမှာစစ်တပ်ရဲ့ကြီးရေလေဝန်ထမ်းများလည်းပါရှိပြီး၎င်းတို့လည်းနီးတူ၃တောင်းကျပ်တိုးထားပြီး၉တောင်းကျပ်ရရှိမှာဖြစ်ပါတယ်။2024ခုနှစ်မှာထောက်ပံ့ခြင်း၃တောင်းစတင်ရရှိခဲ့တဲ့အငိမ့်စားဝန်ထမ်းများလည်းဒီနှစ်မှာ၃တောင်းကျပ်ပြန်လည်တိုးမြင့်လိုက်ကစုစုပေါင်း၆တောင်းကျပ်ရရှိသွားမှာဖြစ်ကြောင်းထုတ်ပြန်ချက်ထဲပါရှိပါတယ်။အစိုးရဌာနရဲ့အဖွဲ့အစည်းတွေမှာအလုတ်ချိန်၈နာရီထိလှုပ်ဆောင်ရ တဲ့နေစာဝင်ထအလုတ်သမားကိုလည်းတရက်လောက်ခလာစာအပိုထောက်ပံ့ကြီးတထောင်ကျပ်တိုးပေးခဲ့ပြီးတရက်လင်းကျ9800ရရှိမှာလည်းဖြစ်ပါတယ်ဒီထဲမှာနိုင်ငံခြားကိုပညာတွင်ခွင့်တွားရောက်စေလို့ခံနေရတဲ့ဝင်ထများပြည်တွင်းကအလုတ်ချင်း၈နိုင်မပြည့်တဲ့အချိန်ပိုင်းဝင်ထများနဲ့နိုင်ငံခြားရောက်ရှိနေတဲ့အငိမ့်စာဝင်ထများကတော့ထောက်ပံ့ကြီးမရရှိနိုင်ပါဘူး ဖိလစ်ပိုင်နိုင်ငံစီဘူးပြည်နယ်မှာအင်အားပြင်းငလင်လောက်ခတ်မှုကြောင့်တေဆုံးသူ80နီးပါးရှိလာတဲ့သတင်းကိုပြောပြပေးပါမယ်။အရှိတောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းဒေတာမှာမနီကညပိုင်းကရစ်ချတာစကီအင်အား6.9ရှိတဲ့ငလင်လောက်ခတ်မှုကြောင့်တေဆုံးသူ69ဦးထိမြင့်တက်လာခဲ့တယ်လို့တဘောပေးအန်ဒီရဲ့ဆိုင်ရာတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။အသက်ရှင်ကြံရည်သူတွေကိုဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့တအားနဲ့ရည်ပြန်လည်ရရှိအတွက်အစိုးရအေဂျင်စီတွေကကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်းပြောပါတယ်။ ငလင်တင်ဒေတာကိုအခုညတွေရောက်အောင်နဲ့လက်စမီပြန်ရအောင်ကြိုးပမ်းနေချိန်မှာပဲပြည်내အတွင်းကိုတော့ကပ်ပေးဆိုင်ရာအရေးပေါ်အခြေအနေဖြစ်ဖိလစ်ပိုင်ကကြီးညာထားပါတယ်။မနေ့ကတော့ဒေတာခံထောင်နဲ့ချီဟာလမတွေပေါ်မှာအိဆက်ခဲ့ရပြီးနောက်ဆက်တွဲငလင်ဟာအချိန်600ထက်မနည်းလုတ်ခတ်မှုတွေရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ30ရက်နေ့ည7:00နိုင်ဝန်းကျင်မှာကမ်းလွန်ပြင်လဲလုတ်ခတ်ခဲ့တဲ့ရေတိမ်ပိုင်းငလင်ရဲ့ဘူချက်အနီးဘူကူမြို့ကဆေးရုံဟာနှိမ့်မြုပ်သွားပြီဖြစ်တဲ့ကြောင်းအရက်ဘက်ကကိုအရာရှိကတတင်းထောက်တွေကိုပြောဆိုထားပါတယ်။ ဒေတာတွင်အရက်ဘက်ကကွယ်ရေးရုံးကပြင်ကြိုင်အရာရှိကတော့တည်ဆုံးသူ69ဦးဟာစီပူးပြည်နယ်ကတဘာဝပေးအန်ဒီယာဆိုင်ရာရုံးကအချက်လက်တွေပေါ်အခြေခံပြီးအတည်ပြုပြောဆိုထားတာလို့လည်းပြောပါတယ်လူပေါင်း150ကျော်တန်ရာရရှိခဲ့တဲ့အကြောင်းတခြားအရာရှိတူဦးကလည်းပြောဆိုထားပါတယ်ငလင်လောက်ခတ်မှုတွေကြောင့်ဖိလစ်ပိုင်အလဲပိုင်းက အဆောက်အဦလေးလုံးအပါဝင်အ ਨੇ ဆုံးအဆောက်အဦ22လုံးပြိုကျပျက်စီးခဲ့ပြီးအဲ့ထက်ကအဆိုရအဆောက်အဦ3လုံးတရား60နဲ့လန်တလန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ဖိလစ်ပိုင်ရဲ့ရေပန်းအဆောက်ဆုံးခီးတွားနေရာထဲကတစ်ခုဖြစ်တဲ့စီဘူးပြည်နယ်မှာတော့လူဦးရေ3.4တန်းနေထိုင်တာလည်းဖြစ်ပါတယ် မောင်မျိုးစစ်ပေးဆောင်တွေကိုတွားရောက်ကူညီခဲ့တဲ့မန်စီဂျီဒေတာစိတ်ကရှန်နီတိုင်လန်စာပေနဲ့ယဉ်ကျေးမှုကော်မတီတွေရဲ့အတန်တွေကိုလည်းနားဆင်ကြရမှာပါ KNU ဆောင်တဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကပေါ့နော်ကျွန်တော်တို့မထင်မှတ်ပဲနဲ့ပမောင်မျိုးကို ရုတ်တရက်အားလုံးရဲနဲ့ရှစ်တက် ပြီးတော့ဒုစစ်တွေဆင်လာကြတာပေါ့နော်အဲ့ဒီအချိန်မှာပမောင်မျိုးအတွက်မှနေထိုင်ကြတဲ့ပြည်သူအာတန်ဃာတော်တွေဆရာတော်တန်ဃာတော်တွေပြည်သူပြည်သားတွေကပေါ့နော် ရုံရဆောင်ခန့်နဲ့ကျွန်တော်တို့မန်စီဒေတာစိတ်ဘက်ကိုရှောင်ပြေးလာကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ပိတ်မိအားလုံးကမရှောင်တိမ့်မင်မရှောင်တိမ့်နိုင်ပဲနဲ့ပိတ်မိထားတဲ့ပြည်သူပြည်သားတွေဆရာတော်တန်ခါတော်တွေရှိတယ်ဗောနော်။အဲ့ဒီအချိန်မှာပေါ့ကျွန်တော်တို့သူတို့ကိုကူညီဖို့ဆိုပြီးတော့ကျွန်တော်တို့မန်စီဒေတာစိတ်ချန်ဒီတိုင်းလန်စာပြီနဲ့ရိုးရရင်ဂျင်းမှုအဖွဲကနေတိုင်ပင်ပြီးတော့ကူညီသွားမယ်ဆိုပြီးတော့ ကျွန်တော်တို့ဘဟင်းကားကိုတွားရောက်ပြီးတော့ကူညီတာပေါ့အဲကြောင့်တောက်ကူညီဖြစ်ခဲ့ကြတာလည်းဗျဟုတ်ကဲ့ဗျဒါကျွန်တော်တို့ပေါ့လေဒီ Mansi ဒီ data set ရှာနေစာပေနဲ့ယူရရင်ကျင်းမှုကဟိုအဓိကကျွန်တော်တို့ကရှာနေစာပေရင်ကျင်းမှုလှုပ်ဆောင်ဖို့ယူရ delay တွေကိုထိန်းသိမ်းဖို့ဖွဲ့စည်းထားပေမဲ့လည်းဒါဒီလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ကျွန်တော်တို့ကဒီစိုးရိမ်ပွဲတွေနောက်ပြီးတော့အခက်အခဲတွေမရှိမှပဲဒီဟာတွေကျွန်တော်ကလှုပ်ဆောင်နိုင်မှာပေါ့လေ ဲဆိုတော့ဒီစစ်ဘေးဂျုံနေတဲ့ခါကျတော့ကျွန်တော်တို့တွေကဒါတွေကိုလုံဆောင်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးအဲဆိုတော့အဲ့ဒီစစ်ဘေးကနေဒီအခက်အခဲမရှိအောင်ကျွန်တော်မှလည်းတွားကူညီဖို့တာဝန်ရှိတယ်ပေါ့တာဝန်သိစိတ်နဲ့ဒါကျွန်တော်တွားကူညီတယ်လို့ပဲဟာပေါ့ဒါကျွန်တော်တို့ကူညီတဲ့နယ်လို့ပဲယူဆတာပေါ့ဗျအဲအကြောင်းမို့ကျွန်တော်တွားပြီးတော့ကူညီကြတာပေါ့ ရှနိအတန်ရဲ့ pocket အစီအစဉ်တွေကိုရှနိပါရာနဲ့မြန်မာပါရာပါရာနှမျိုးတင်ဆက်ပေးနေပါတယ်ရှင်။ရှနိအတန်ရဲ့တတင်းဆောင်ပါတွေကို www.shanipoint.com နဲ့ www.facebook.com/thepoyoshani စာမျက်နှာတွေမှာတွားရောက်နှာစင်လို့ရနေပါပြီ။ ဒါအပြင်ရှနီတိုင်းနာတို့ရဲ့ရိုးရာရင်ကျေးမှုများလူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်များကိုဆောင်ပါများ short video များအနေဖြင့်ရှနီတိုင်းရဲ့ re youtube channel telegram channel တို့မှာလည်းကြည့်ရှုနိုင်ပါတယ်ရှင်အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှနီအတန်ဝိုင်းတော်သားတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပါကျမ်းမာရှန္ဒကြပါစေရှင်ငင်ဆုံတေယောက်ခါဆောက်